ဘဝမှာတန်ကျင်တာပေါ့နော်ဘဝမှာလူဖြစ်ရတော့မင်းကိုယ့်ဘဝကိုတန်တယ်တချို့ကကြတော့လဲအဲဘာသွားတဲ့ကလပ်ထိုင်တာကိုသူတို့ဘဝကတန်တယ်ပေါ့နော်တချို့ကြတော့လဲလက်ဝဲရနာတွေဘာတွေစုပြီးဝေးရစားတာတန်တယ်ပေါ့ကိုယ့်အတွက်ကကြတော့ဒီအသက်ရွယ်ပိုင်းခြားတစ်ခုမှာဒီလိုခီးသွားတာတန်တယ်လို့ပဲသတ်မှတ်တာဖြစ်တဲ့အတွက်ဟိုသွားနေုံပါပဲသူများတက်ကတော့တက်တဲ့ချိန်မှာလဲကိုကရှူတင်နောက်မှာခုံတွေထီးတွေဖက်တွေကင်ပြီးတော့လိုက်ရအောင်မယ်လှုပ်ရအောင်မယ်ဆိုတော့ကိုယ်ဒီမှာပျော်ရွှင်မှုဆိုရဲဟာတွေကလည်းဘာမှမရှိခဲ့ဘူး အအဓိကတော့ကိုဗစ်ကာလမှာဟိုနာတိသွားရင်ဆိုတော့စိတ်ကူးတွေရရပေါ့နော်အလူတွေကအောင်မြင်တယ်ကြာရှုံးတယ်လောကကြီးကထွက်သွားတယ်ထွက်သွားတဲ့အချိန်မှာကိုရီနဲ့ရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကဘာမှမပါသွားဘူးထားခဲ့ရပဲတေးပြီဆိုတာနဲ့ကိုယ်လည်းအရာဒီလွှမ်းထားတာတစုံအပေါ်ဝစ်ပေးလိုက်တာတစုံပြင်ဘာမှထည့်ပေးမှာမဟုတ်ဘူးလေအဲ့တော့ကိုဘလောက်ပဲရှာရှာဒါတွေအကုန်လုံးကကိုယ့်အတွက်ပါမှာမဟုတ်အဲ့တော့ကြတော့ ကိုဗစ်ကာလာရဲ့စင်ဆိုင်ကရှာထားတဲ့ပတ်စံတွေကအကျိုးရှိအောင်ဘလို့အသုံးချမလဲသူဆိုအိမ်ဝယ်တဲ့ကားဝယ်တယ်ဆိုတာလည်းတကယ်တမ်းဆိုထားခဲ့ရတာပဲလေထားခဲ့ရမှာဆိုတော့အော်ငါရှာတာသူရှာတော့ဆိုတော့ဟိုဒိတ်တွေပျောက်ခဲ့တာဗောနော်ဒိတ်ပျောက်တယ်ဆိုတာအဲတက်ကသူသူများတက်ကသူတက်တဲ့ချိန်မှာလဲကိုကရှူတင်နောက်မှာခုံနေထီးတွေဖက်နဲ့တွေကင်ပြီးတော့လိုက်ရတော့မယ်လှုပ်ရတော့မယ်ဆိုတော့ကိုဒီမှာပျော်ရွှင်မှုဆိုရဲဟာတွေကလည်းဘာမှမရှိခဲ့ဘူးဗောနော်ပြီးတော့သူကိုဗစ်ပြီးသွားတော့ဟော အာယူရုပ်ခီးစဲပေါ့မီရယ်ယူရုပ်ပါလိုက်တဲ့ချိန်မှာဘာတိလဲဆိုတော့လမ်းရန်လျှောက်ပါအဲ့မှာတခုလဲစိုက်ကိုဝဲလာဟုတ်အရင်တော့အိမ်မက်ကအသက်60 80မှဟုတ် ကဘာပတ်မယ်ပေါ့နော်အဲ့ဒါကြတော့နိုင်ငံခြားအကြီးအကဲကမှန်တယ်လေသူတို့အသက်68ဆိုရင်အခုနေဆောင်တာတော့သူတို့လာစားပြန်ရတယ်ကိုရီးယားဟိုဘာမှမရှိဘူးလေဟိုအသက်68ဆိုအိုဝါလေးမလုံးနိုင်တော့လေကို့မှာဝင်ငွေနဲလာလေပြီးတော့ကျတော့ခွန်အားနဲလာရင်ဟိုမှာလမ်းမလျှောက်နိုင်ဘဲမှမရောက်ဘူးဝီချက်နဲ့ကြရင်လေသူတို့ပြတဲ့နေရာလောက်မှာပဲကိုထိုင်ပြီးကြည့်ရမှာပေါ့နော်အဲ့ဒါကြတော့အဆင်မပြေဘူးဆိုတော့အဲအဲ့ဆိုရင် ပြီးတော့ကျတော့သွားလိုက်တဲ့အချိန်မှာအော်ကဘာမှာငါမသိတာတွေအများကြီးရှိပါသေးလားငါမရောက်ဘူးတာတွေအများကြီးရှိပါသေးလားမတူကွဲပြားရည်အများကြီးရှိပါလားဆိုရင် failure ရရတဲ့အချိန်မှာတော့ plan လေးချပါတနစ်ကိုခီးကြီးဘယ်နှခုတော့သွားမယ်တစ်ခုနှစ်ခုတော့ပေါ့ဒါဆိုတစ်ခုတစ်ခုသွားဖို့လည်းမနိုင်ဘူးဈေးရတယ်ရန်များရယ်ဆိုတော့အဲတစ်ခုလောက်တော့သွားမယ်ပင်ခီးသေးသေးတွေလည်းသွားမယ်သွားနိုင်သလောက်အလုပ်လည်းလုပ်မယ်သွားလည်းသွားမယ်ပေါ့နော်အလုပ်တွေဘယ်လောက်ပဲလုပ်လို့ဟို လောက်တော့တူတက်တော့ချမ်းသာတယ်စီးတဲ့ဥစ္စာရရတယ်ဒါပေမဲ့အချိန်တန်ရယ်เนาะသူဆုံးချင်းရပဲအနိုင်ယူသွားမှာပဲအဲ့တော့ကြောင့်အဲ့ဒါကြီး feeling ကိုသူမကြိုက်တော့ပြီးရင်အောင်မြင်တယ်ဘယ်တော့ပဲအောင်မြင်ခဲ့အောင်မြင်ခဲ့ကိုထက်အောင်မြင်တယ်ကိုဆရာဆိုတော့တေသွားပြီးပြီဆိုလို့ရှိရင်တစ်နှစ်မှမမေ့သေးဘူးနှစ်နှစ်မှမမေ့သေးဘူးဆလင်းကားနှစ်ကြာတော့လည်းသူ့နယ်ပဲတပြိပြိညော့သွားတာပဲအဲ့တော့ကြောင့်အောင်မြင်မှုဆိုတာအခိုက်အတန့်တစ်ခုပဲပေါ့နော်အဲ့အောင်မြင်မှုတွေလည်းဟို ကိုလည်းအောင်မြင်ခဲ့ဘူးပြီပြီအများကြီးတော့မဟုတ်ပဲအောင်မြင်တင်းတော့အောင်မြင်ပြီဆိုတော့မမတ်မောတော့ဘူးအဲကိုချစ်တဲ့သူတွေနဲ့မိကလာလိမ့်မယ်ဆိုရင်လိမ့်ပေးမယ်အကောင်ဆုံးပြင်ဆင်ပေးမယ်ရာသလောက်အလုပ်ကလေးတော့လည်းလုပ်ချင်သေးတယ်ဝါသနာပါတာကိုမိကကိုပြီးရင်ကိုသွားချင်တဲ့အိမ်ကဘာပတ်ချင်တဲ့အိမ်မက်ကိုလည်းအအကောင့်ထဲပေါ်မှာပေါ့နော်အကောင့်ထဲပေါ်တာမှာကအဓိကကျမ်းမာရေးပေါ့နံပါတ်1ကျမ်းမာရေးကောင်းတဲ့ကောင်းမှလည်းဖြီးသွားလို့ရမှာကျမ်းမာရေးမကောင်းမဲနဲ့ဖြီးသွားရင်လည်းဘလို့မှကိုအဆင်မပြေဘူးအဲ့တော့ဖြီးသွားမယ်ပြီးလို့ရှိလို့ရှိရင်အဲ လူမဲ့တမ်းပဲပေါ့နော်လူမဲ့တမ်းပဲအဲ့ဒါလေးတွေကိုတမမျှတအောင်လုပ်မယ်ဆိုရင်စိတ်ကလေးပေါ်လာပေါ့လေဟုတ်မီဒယ်ယူရိုသွားပြီးပြီးအီစီရိုသွားပြီးပြီးလန်ဒန်လည်းသွားပြီးပြီးဂျနခီတိတ်လေးတွေသွားပြီးတော့ဒါကတော့ဟိုစာမဖွဲ့တော့ဘူးပေါ့နော်ဒါပေမဲ့လည်းပင်မန်းတာပဲခဏကွာညဆိုရင်အကျော်ပြည့်စည်းတွေတောက်အေးဖျားမဆိုတချို့ရက်တွေဆိုရင်ရေတခုနေပါရင်လည်းရေတွေအရန်ဆိုရွှဲပြီးတော့ဖျားရတဲ့ရေအေးတာရောလေအေးတာရောနှင်းအေးတာရောဆိုတော့အာပါရာစီတမောတွေပါရင်တောက်အေးပေါ့ဒါပေမဲ့လည်းမမချတော့လူကနေကောင်းတယ်လေသွားတဲ့အချိန်မှာမတူအလင်းတန်းကြီးတွေ ြည့်ခဲ့တဲ့ပုံစံနဲ့တင်ထားတွေ့တယ်အဲ့ဒီအချိန်မှာကြည့်ရတဲ့ feeling ခံစားချက်တော့ဘူးရှိလဲမလဲအဲအဓိကတော့သူထင်တာကဟိုဒီ Northern Light ကိုမြင်ရတာကအရန်ကြီးထင်းထင်းလင်းလင်းကောင်းငင်မှာအရန်ပေါ်လို့ထတာဒါပေမဲ့အဲ့ဒါမှန်တယ်သူကရာခိုင်နှုန်းအရန်များမှမြင်ရတာဒါပေမဲ့သူတို့စ Northern Light ကိုလိုက်တာပေါ့ကိုရမုတ်ဆိုးပြီးလို့လိုက်ကြတဲ့အချိန်မှာသူတို့ Summary တို့ဘာတို့မှအဲရွာလေးတွေမှာသွားအေးရမြို့ပေါ်မှာအေးရလဲမြို့ရဲ့မီလင်းရောင်လည်းတော့မမြင်ရဘူးမမြင်ရတော့သူတို့သွားလိုက်တော့ဖုန်းနဲ့ကြည့်မှမြင်ရတာ ဖုန်းထဲမှာကြည့်ရပြီဆိုတရေကားတွေကလာတယ်လို့မိโกငွေလာတယ်လို့လာတာအရင်ဆုံးအဲ့မိโกငွေတွေထဲမှာမမတော်တဖြည်းဖြည်းပန်းရောင်လေးလေးပြီးတော့မှစိမ့်လာတယ်လို့အဲ့လိုရောစီ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 နဲ့အဲ့လိုတိမ်လိတ်ကြီးလို့လာပြီးတော့မှအဲ့လိုကြည့်ရသူ့မှာ14ပါသွားတယ်16ပါသွားတယ်ဒါပေမဲ့14နဲ့တောင်မမြင်ရဘူး16နဲ့မှာဆိုအဲ့လိုမီးခိုးတွေဆိုတာအဲ့ခုတားရိုက်လာတယ်အကုန်လုံးက16နဲ့မှာဆိုရင်တင်းတင်းလင်းလင်းပြပြတတကင်မရာကောင်းတော့မြင်ရတယ်အဲ့လိုသူကလုံးဝ ကိုရီမတိုင်ရင်အရှိတရက်နှစ်ကတော့လုံးဝမျက်စိနဲ့ကိုကိုစိမ့်စိမ့်ကြီးမြင်ရတယ်ကိုရီဟာစိမ့်တော့စိမ့်တယ်နုတယ်ဒါပေမဲ့ကင်မရာလည်းရဲ့ဒီမှာပို့ပြီးလင်းသွားပေါ့အဓိကတော့ကင်မရာထဲမှာပို့ပေါ်တာတချို့တွေကနော်သလိုက်ပေါ့ပြောတာအာငါတို့ကအရင်မြင်ချင်တယ်ဆိုတော့အဲ့လိုအရင်ကြီးစိမ့်စိမ့်မြင်ရပေါ့တော့အရင်ကတ်ခဲတယ်ကင်မရာထဲမှာပဲပေါ်တာအခုသူ့ပုံနေဆိုတော့ဒါကင်မရာထဲမှာပေါ်တဲ့ပုံနဲ့လူနဲ့ကိုအဲ့လိုမျိုးရိုက်လိုက်လို့ဒါပေါ်တာနှမဒီတိုင်းကြီးပဲဆိုရင်မပေါ်ဘူးအဲ့တော့နောက်သလိုက်ကိုဆိုရင်တော့ဘလော့ဖြစ်ရင်သက်ရှင်မှာပဲဖြစ်လာတယ် အာထူးဆန်းတာပေါ့နော်ကောင်းကင်မှာဒီလိုမျိုးဆိုကိုရီးနိုင်ငံတွေမှာဒါမျိုးမရှိဘူးလာထီဆောင်တာတို့ဘာလို့လောက်ပဲမြင်ဘူးတော့သုံးစာလုံးဝကိုစိမ့်တာမှာမြာစိမ့်ရအောင်လိုမျိုးကိုလိုက်ကာရေလိုမျိုးတွေပြီးအလိတ်လိုက်ကြီးတွေအဲ့လိုမျိုးထွက်လာဒါပေမဲ့ကြည့်ရတဲ့အချိန်တွေကလည်းညာ၈နိုင်လောက်ထရဆိုမုတ်ဆိုးလိုမျိုးပဲထွက်စားအောင်ဒါပေမဲ့စောင်းတဲ့အချိန်မှာလည်းတော့နေကအားလုံးက -4 -8 စာတကယ်တမ်းပြောရင်တော့အဲ့ဒါရ -8 ဒီတိုင်းပါဇက်ကပြောတကယ်လွယ်တာမဟုတ်သူတို့မှာအောက်မှာဆိုဟိုဟိပတ်တထေပါတယ် အပေါ်ကဘောင်းမီတစ်ထည်ပါတယ်နောက်ထပ်တစ်ခါဘောင်းမီချင်းတစ်ထည်ပါသေးအထဲမှာဆိုတော့၅တက်လောက်ဝေးပြီးအပေါ်ကလည်းနားအောင်နားရီပြက်ကြတယ်လို့ပြောဆိုတာတကယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီတိုင်းထားလာတဲ့နားရီကျင်ပြီးခဲတာလက်တွေဆိုလို့ရှိရင်အခုဗီဒီယိုရိုက်လာဆိုလို့ရှိရင်လက်တွေတစ်ချောင်းလုံးကလေ၅မိနစ်၁၀မိနစ်ဆိုလုံးဝမလုံနိုင်တော့ခဲတာပေါ့အဲ့လိုကျင်ပြီးရဲလာအရန်ကိုရေခဲကြိုက်တယ်ဆိုတာညော်လေကြာရှည်ဆိုဖြစ်ကိုဖြစ်တယ်ဆိုတာအဲ့ဒါပေါ့ကိုယ်ဆိုတာချက်ချင်းလက်တွေပြန်ဝက်အင်းကြီးတဲ့လက်တွေပြန်လို့သူဆို သူနောက်ဆုံးရတဲ့တပုံစိမ့်နေဆိုညတနာရင်ခွဲမှရတာညတနာရင်ခွဲမှထွက်ပြီးလဲဆိုအလန်းသူတို့က oral လိုက်တဲ့အလန်းရှိရပေါ့နော်ဒီ northern light ကိုလိုက်တဲ့အလန်းကမြည်တော့မှချက်ချင်းပြေးသူကပေါ်ရင်လဲသူက3 5မိနစ်2မိနစ်ပဲအရန်ကြာမှ3မိနစ်ပြီးရင်ပျောက်သွားပြန်အောင်အဲ့လိုဆိုအဲ့ဒါကိုကမုံဆိုးတစ်ယောက်လိုမျိုးလိုက်ရဆိုညမ8ဖြစ်နေ3ရက်လောက်ကိုလည်းထောက်လျှောက်လိုက်ရတာ ဲ့ဒါကိုကြည့်ချင်တာ哦နောက်ကိုသွားတာလေအဲ့ဒါကိုအဓိကကြည့်ဖို့သွားတာ哦ဟုတ်ဘဝမှာတန်ချင်တာပေါ့နော်ဘဝမှာလူဖြစ်ရတော့မင်းကိုဘဝကိုတန်တယ်တချို့ကကြတော့လေအဲဘာသွားတယ်ကလပ်ထိုင်တာ哦သူတို့ဘဝကိုတန်တယ်ပေါ့နော်တချို့ကြတော့လေလက်ဝဲရနာတွေဘာတွေစုပြီးဝေးရစားတာတန်တယ်ပေါ့ကိုအတွက်ကကြတော့ဒီအတက်ရွယ်ပိုင်းခြားတစ်ခုမှာဒီလိုခီးသွားတာတန်တယ်လို့ပဲသတ်မှတ်တာဖြစ်တဲ့အတွက်ဟို သွားနေအောင်ပါပဲတော်တော်မသိမချင်းပါဘာလို့လဲဆိုတော့ကိုမမြင်ဘူးမတွေ့ဘူးလားကဘာမှအများကြီးပဲအဲ့ဒါကိုခုအိုက်စလန်ကိုရောက်တော့မှပုတ်ခံစားရတယ်။သွားတော့သူက၅နိုင်ငံပေါ့နော်ဖင်လန်နော်ဝေးဆွီဒင်ဒိမတ်ဒါပေမဲ့အဲ့ဒီ fight တွေကကျတော့အီတလီဘက်မှာပတ်တဲ့ဟာတွေနဲ့အတူတူအီတလီဩစာပေါ့နော်ဒီဆွစ်ဇာလန်တို့ဘာတို့ညာတို့ဂျာမန်အတူတူပဲအဲ့လိုနီးနီးတူတယ်ပေါ့အိုက်စလန်ကျတော့လက်ကဘာကြီးတစ်ခုလိုမျိုးကျွန်းရင်းတကျွန်းကိုရောက်သွားတယ်လို့ဘာမှမရှိရကျွန်းကရုံအပင်ဆိုတာကလေအဲ့လိုရှာကိုယူရတယ်အဲ့လိုမျိုးလုံးဝအကုန်လုံးမြေပြည့် ပြက်ပြီးတောင်ကြီးတွေနဲ့အဲ့လိုအပြက်လိုက်ကြီးတချို့နေရာဆိုလွင်ပြင်ကြီးတွေအဲ့လိုဘာမှမရှိဘူးအဲ့လိုနင်းနေနဲ့တက်ခဲတွေပဲရှိဟာမျိုးဆိုတော့ဗျံထူးဆန်းနေပေါ့နော်ကိုရီဒီအေရှန်ဘက်ကလူတွေကြတော့အဲ့လိုမျက်စိရှုပ်နားရှုပ်လေးရင်းတွေတိုက်တာအဆောက်အဦနေဆိုတော့အဲ့လိုမျိုးအရန်ထူးဆန်းတော့ကောငါမြောက်ဘူးလားအများကြီးရှိပါသေးလားဆိုတော့ဆက်လေ့လာချက်တော့ပေါ့လေဟုတ်အားလုံးနိုင်ငံတွေအားလုံးထဲမှာတော့ကောင်းတာကတော့တနိုင်ငံရောတမျိုးစီရော ကောင်းတာပဲပေါ့เนาะဒါပေမဲ့သူကအကြိုက်ဆုံးကတော့ Iceland ပဲပေါ့ Iceland ကတော့ကိုမမြင်မှုမတွေ့ဘူးတာနဲ့တူတယ်ဟိုကြံတဲ့နိုင်ငံတွေကတော့သွားဘူးတာဘူးတဲ့နိုင်ငံတွေနဲ့တူတူပဲဒါပေမဲ့ဟိုအထိကတော့သူတို့ကတော့ဒီချိန်ထိနှင်းကြတယ်ပေါ့ဟိုဒီဘက်ဟိုဘက်တွေ တပြင်းတချို့နိုင်ငံတွေဆိုနှင်းသိပ်မရှိတော့ဘူးလေဒီအချိန်ဆိုဖရက်ရှ်နှင်းမရှိတော့ဘူးပေါ့နှင်းတော့ရှိမယ်နှင်းမကြောက်ဒါပေမဲ့သူတို့ကရာသီဥတွေကအယမ်းမြန်တယ်ချက်ချင်းမိုးရွာချက်ချင်းနေဘူးချက်ချင်းဥစားအဲ့အလေးကတော့ထူးခြားတာပေါ့လေအဲသူတို့ကဒီအိုင်စလန်သွားတာဆိုရင်9300ရာပေါ့လေ9300ရာကိုအပီစီအားလုံးဒေါ်လာ9300ရာအပီစီအားလုံးစီစဉ်ပေးရရေအားစတစ်နေ့ကိုနှစ်ဘူးလို့ပါလို့ရတယ်ဆိုတော့အဆင်ပြေဟိုဘက်မှာကျတော့ရေကအဲရေတဘူးကိုဘူးကြီးမဟုတ်ဘူးပေါ့နော်ဘူးသေးတဘူးကိုတုံးချက်လောက်တန်းတယ်တုံးချက်လောက်ဆိုတော့ ိုကရေရန်ကြိုက်တယ်လို့လေရေရန်ကြိုက်တယ်လို့ဆိုရေရလည်းအရေးကြီးရပဲသူကသူကရေကိုတနေ့ကိုနှစ်ပူပေးတယ်ပြင်ကျန်တဲ့အစားအသောက်တွေအကုန်လုံးနဲ့အကုန်အဆင်ပြေတယ် breakfast ဆိုလည်းတချို့နေရာကြီးဆိုတော်တော်ကြီးကိုခက်ခဲတယ်ခက်ခဲနေရာကြီးဆိုတော့သူတို့တခြားချက်ဆန္ဒနာစီစဉ်ပြေပြီးရင်သူတို့ပျော်ဖို့ကောင်းတာကြက်သားနဲ့ရခိုင်မုတ်တီချက်စားတာတို့ကြက်သားရဲ့ချက်စားတော့အဲ block လေးတွေရိုက်လာသေးတယ်အဲ့ဒါကြီးကမဆက်နိုင်သေးလို့မတင်ရသေးဘူးအာနေရာတိုင်းကချောနာသူကအေးတော့ဖက်ရှင်ကြတယ်လေအကုန်လုံးက မင်းသားတွေလိုမျိုးပဲအကုန်ဝှက်ထားစားထားရတယ်เนาะဒါပေမဲ့ Iceland မှာကျတော့ကျွန်းကျတော့တိတ်ပြီးတော့မတွေ့ရတော့ဟိုနေနိုင်ငံကတော့နိုင်ငံနေပုံစံမျိုးဆိုတော့ပို့ပြီးတွေ့ရပါဘောလေ Iceland မှာကျတော့ဒါပေမဲ့ကုံချောတယ်သူတို့ကားမောင်းလိုက်ဖို့ပြီးတယ်ကား driver ဆိုလဲအိမ်အိမ်နောက်သားရှိရချောလိုက်တာပဲပြောတယ်မုံရပဲအဲ့လိုသူတို့တွေကဖြူဖြူချောချောတောက်တောက်ပြပြအောင်ကြီးပေါ့လေဟုတ်အဲ့မော်အရင်မိုက်သူမျက်လုံးပြပြလေးတွေလေသူတို့ကမျက်လုံးလေးတွေလည်းပြပြလေးတွေဟုတ် အဲသူအာဖရိကသွားမယ်အာဖရိကရဲ့အီဂျစ်ပေါ့အီဂျစ်သွားမယ်အဲအဲ့လိုမျိုးတဘာဝနဲ့လောက်ထားတဲ့နိုင်ငံတွေပြီးွားရင်တော့ဒူဘိုင်လိုဘာလို့သွားမယ်ဘာလို့ဆိုလူလုံးနိုင်ငံတွေကိုတော့နောက်မှပဲသွားချင်တယ်အဓိကတဘာဝကိုအရင်ဆုံးမြေဆိုင်ကြည့်ချင်တာဆိုတော့တူရကီလည်းသွားအောင်မယ်ပေါ့အခုဒါလူ့ဘဝမှာတန်ဝါးပြောရအောင်တန်သေးပါအောင်အများကြီးကြံတယ်ကဘာကြီးရဲ့အခုဆိုဆယ်ပုံတစ်ပုံလောက်ပဲရှိသေးတယ်အများကြီးပတ်ရအောင်ပါဆက်ဆက်ပြီးသွားရအောင်ပါပေါ့နော်ဟုတ်တော်ပြီလေးနေစရာအိမ်လေးတစ်လုံးရှိမယ်ဆိုရင် စားစရာလေးရှိမယ်ဆိုတော့ပါပြီ။ဘာလို့မှတေထားခဲ့ရမှာအကုန်လုံးကခုနောက်ကိုဘသူမှလည်းချစ်လို့ဆိုပြီးတော့အိမ်ကြီးတစ်လုံးလုံးလည်းခောက်မထည့်ပေးလိုက်ဘူး။ကားကြီးတစ်စီးလုံးလည်းမီးရှို့သလိုပဲဟိုစက်ကူကားမီးရှို့ပြီးပါရမှာ။အိမ်ကားကိုလည်းတော်ပါပြီ။တည်နေပြီးဘာမှမလုပ်နဲ့ဆိုအိမ်ကြီးတောင်မှအထဲထဲကိုအဆုပ်လွှမ်းအဆုပ်ဝတ်ပေးပြီးအပေါ်မှာလှရလေးပဲလွှမ်းပေးပါလေ။အဲ့တော့လေကိုဘွားကိုတန်းအောင်နေရမှာပေါ့။